အားလုံးပဲမင်္ဂလာပါခင်ဗျ channel လေးကနေပြန်လည်ပြီးတော့မှကြိုဆိုလိုက်ပါရစေ1984ခုနှစ်မှာပေါ့မီရှဲလိုမြည်ရတဲ့အမျိုးသားတရားဆိုလို့ရှင်တော့ press your လက်ဆိုတဲ့ TV game show တစ်ခုအတွက်လူတွေစစ်စေးဖို့စူးစမ်းခဲ့တာဖြစ်ပါတယ်။သူကဒီ show ကိုအရင်ကနှစ်သက်တာကြောင့်ပဲအိုရှိုပြည်နယ်ကနေပြီးတော့မှကယ်လီဖိုးနီးယားထီကို၃ရက်ကြာခီးကျန်းကိုနှင်လာခဲ့တာဖြစ်ပါတယ်။နောက်တော့သူဟာ show ရဲ့ဇက်လိုက် Mexico ပုံပါတဲ့အမှတ်တရပကံပြားကိုပါထုတ်လုပ်တဲ့သူဘေကိုလည်းလက်ဆောင်ပေးဖို့အတွက်တည်လာခဲ့ပါသေးတယ်။ဘေနဲ့မီရှဲတို့ရဲ့တွေ့ဆုံစစ်စေးမှုတွေဟာအလုတ်တင်ရောက်လာတဲ့အခါမှာတော့ယူတီရဲ့ရည်တံသွားခဲ့ပါတယ်။ဆယ်ဗီလာက မီရှယ်ဟာနာမည်တူပေးထားတဲ့ကြောင်းဖော်ထုတ်ခဲ့တာဖြစ်ပြီးအမှန်ကတော့သူဟာနောက်ကျနေတဲ့ပြည်ပဝင်တယောက်ရဲ့နေရာကိုဝင်ယူထားတာဖြစ်ပြီးတော့သူ့ရဲ့နာမည်ရင်းကတော့မီရှယ်ပဲဖြစ်ပါတယ်။ဒါကြောင့်သူကိုချက်ချင်းပဲထုတ်ပယ်လိုက်တာပါ။ထုတ်လို့တဲ့သူကတော့သဘောကျနေတာကြောင့်ပဲဆုံးရှုံးရတာကိုနှမျောတတ်တာဖြစ်နေခဲ့ပေမဲ့ခက်စလုပ်တဲ့သူကတော့လိမ့်လည်သူတယောက်ကိုရွေးချယ်လို့မရဘူးလို့ပြောခဲ့ပါတယ်။ အဲဒီမှာပဲသူတို့တွေဟာစမ်းကြည့်တယ်ဆိုညံတဲ့တခုကြားလိုက်ရပြီးတော့ဘေးကပြတင်းပေါက်ကနေအပြင်ကိုကြည့်လိုက်တဲ့အခါမှာတော့မီရှဲဟာအဲ့ဒီနေရာအထိသူ့ရဲ့ရေခဲမော့ထရက်ကာနဲ့မောင်းလာခဲ့တာဖြစ်ပြီးတော့အခုတော့အရိကာဟာစက်နိုးလို့မရတော့တဲ့ကြောင်းတွေးလိုက်ရတာဖြစ်ပါတယ်ဘေးကသူ့ရဲ့စိတ်ပိုင်းပြန်မှုကိုအထင်ကြီးသွားတာကြောင့်ပဲသူ့ကိုတန်ရှင်းပြုလုပ်ပြီးတော့နောက်နေ့မနေ့မှာရှုပ်ပွဲအတွက်ပြန်လာခဲ့ဖို့အတွက်ပြောဆိုလိုက်ပါတယ် အနောက်မှာတော့အဝဲဟောင်းဆိုင်ကိုသွားပြီးတော့တည့်ရတဲ့ဂျာကင်အင်ဂျင်တစ်ထည်ဝဲခဲ့ပြီးသူဟာအင်ဂျင်ပေါ်ကကျေးတီတလုံးကိုလှုပ်ဝဲဆုပ်ပြဲခဲ့ပြီးတော့ပျက်စီးသွားတဲ့ကုန်ပစ္စည်းတွေငွေရှင်းကောင်တာကဈေးမကိုဈေးလျှော်ခိုင်းပါတယ်ပြီးတော့သူကကျေးတီကိုပြန်ပြီးတော့ချုပ်လိုက်ပါတယ်နောက်နေ့မှာတော့ဆေဗီယာဟာမီရှင်နဲ့တခြားပြိုင်ပွဲဝင်တွေကိုစတူဒီယိုကိုလှည့်လည်ပြသပေးပြီးသူတို့ဟာစေကွေးရင်ရိုက်ခွင့်နေရာကိုကြည့်ရှုပြီးတော့မှဂိမ်းရှုနေရာကိုရောက်လာခဲ့ပါတယ်။ ်မီရှေကတော့စင်နောက်ခွေကယာရီကိုအနီးကပ်ကြည့်ဖို့အတွက်စူးစမ်းခဲ့ပေမဲ့သူကအချက်ချင်းပဲဆွဲခေါ်သွားခဲ့တာပါအဲနောက်မှာတော့ပြင်မဲဝင်းဒီကိုအခန်းတစ်ခန်းထဲမှာထားပြီးတော့သူတို့အလေးကိုမရောက်ခင်မှာရှိုးကိုကြည့်စီပါတယ်နောက်ဆုံးမှာတော့မီရှေနဲ့တခြားကစားသမားတယောက်ကိုရွေးချယ်ပြီးတော့နောက်ခွေစင်မြင့်စီကိုခေါ်ဆောင်လာခဲ့ပြီးဒီမှာသူတို့ဟာစီစဉ်တင်ဆက်သူဖီတာနဲ့မတ်စကိုတို့နဲ့တွေ့ဆုံခဲ့ပါတယ်ပြည်မဝင်တုံယောက်ကိုတန်ကုန်နေစီကိုခေါ်သွားခဲ့ပြီးတော့ပြည်သက်တည်းရဲ့အားပေးမှုနဲ့အတူတူအတန်အတွင်းတော်တွေကိုဆက်လက်လှုံ့ဆော်ခဲ့ကြပါဗျာ။ ပီတာကပြင်ပွဲဝင်တယောက်ချင်းစီကိုစကားပြောပြီးတော့ဟာသားတချို့ပြောခဲ့တယ်လို့အီရီကအရင်နေ့တွေကအနိုင်ရသူဖြစ်ပြီးဂျင်နီကတော့အစ်စ်ဖြစ်ပါတယ်မီရှဲကတော့ဆေးလို့ရှားနေခဲ့ပေမဲ့သူ့ရဲ့ယူသားတဲ့အလုံးနဲ့အင်္ဂါစောင့်ကြည့်နေတဲ့မိသားစုအကြောင်းပြောပြနိုင်ခဲ့ပါတယ်အဲနောက်မှာပီတာဟာစင်းမြင့်စီကန်တွေကိုအားလုံးကိုတတိပေးခဲ့ပါတယ်သူကမိကုန်းတစ်ခုမေးပြီးတော့ခလုတ်ကိုအရင်ဆုံးနှိမ့်တဲ့သူဟာဖြည့်ဆို့ခွင့်ရမှာဖြစ်ပါတယ် တခြားကသံသမားတွေကအဖြေကိုသဘောတူနေတယ်လို့ကိုယ့်ရဲ့အဖြေကိုလည်းပေးနိုင်ပါသေးတယ်။မှန်လို့ရှင်တော့သုံးဘက်လေခွင့်ရမှာဖြစ်ပြီးတော့မှအဖြေမှန်ကိုသဘောတူရင်တစ်ဘက်လေခွင့်ရပြီးမှားမယ်ဆိုလို့ရှင်တော့ဘာမှမရပါဘူး။ပထမအမေကကို ကျင်းနေကပြေဆိုခဲ့တာဖြစ်ပြီးတော့မှကျန်တဲ့နှစ်ယောက်ကတော့သဘောတူခဲ့ပါတယ်။သူပြေကမှန်ကန်တဲ့အတွက်အားလုံးဟာစပင်ပွိုင်းတွေရခဲ့ပြီးတော့ဒုတိယမိကုံးမှာတော့ပီတာစကားမစုံခင်မီရှေကကလုံးနေခဲ့ပေမဲ့အပြေကမှားသွားခဲ့ပါတယ်။တတိယမိကုံးကိုတော့အေရီကမှန်ကန်စွာပြေဆိုခဲ့ပြီးတခြားသူတွေကသဘောတူခဲ့တာကြောင့်အမှတ်တွေထပ်ပြီးတော့ရခဲ့ပါတယ်။စတုဒ္ဒမိကုံးကိုဖတ်တဲ့အခါမှာတော့မီရှေကနောက်ဆုံးမှအပြေမှန်ခဲ့ပါတယ်။နောက်တစ်ဆင့်မစတဲ့ငယ်မှာသူတို့ရဲ့ခိတနားတဲ့ချင်းယူခဲ့ပြီးတော့မီရှေကဖုန်းခေါ်ဆိုဖို့ကြိုးစားခဲ့ပေမဲ့ခွင့်မပြုခဲ့ဘူးလို့ရှင်းပြပါရတယ်။ ခဏနားလိုက်ချင်းပြီးရဲ့နောက်မှာတော့ပီတာဟာပြင်မဲဝင်နေတဲ့ထိုင်ခုံတွေကိုလှည့်ကြည့်လိုက်တော့ကြီးမားလာတဲ့ပုပ်ပြားကြီးကိုတွေ့လိုက်ရပြီဒါကတော့အဆုလက်မျိုးစုံပါတဲ့အကွက်တွေနဲ့ပြည့်နေတဲ့ကြီးမားလာတဲ့မျက်နှာပြင်တစ်ခုဖြစ်ပြီးတော့မှမီလုံတစ်ခုကအဲ့ဒီအကွက်တွေကိုကြာပန်းရွေးချယ်ပြီးတော့လင်းလက်နေတာပါကစားသမားတွေကခလုံးနှိပ်ပြီးတော့မီလုံကိုရစ်တန့်စေပြီးအဲ့ဒီနေရာမှာကြက်ရောက်တဲ့ဆုလက်ကိုယူရောက်มาပဲဖြစ်ပါတယ်ဒါပေမဲ့သူတို့ရဲ့အလှည့်ကိုကြော်ပြီးတော့ပြင်မဲတွေက ဘန်ခွေမိတ်နေရာကိုရောက်တော့အောင်ဆောင်နေပါတယ်ပရမသောလက်ခွင့်ရတဲ့သူကတော့အမှတ်အနည်းဆုံးဖြစ်တဲ့မီရှေပါပဲပုံပြဘောကိုအာယုံဆက်ပြီးတော့နှစ်ပတ်လှည့်ခဲ့ပြီးပရမအလှယ်မှာဒေါ်လာ2000ရသလိုဒုတိယအလှယ်မှာ1500နဲ့အခမဲ့လက်ခွင့် spin free ရခဲ့ပါတယ်ကမ္ဘာကောင်းဆောင်နေပဲတတိယအလှည့်မှာမတ်စကိုရုပ်ပုံပါတဲ့နေရာကိုကြာသွားတာကြောင့်ဒုတိယဌာနအကုန်လုံးဆုံးရှုံးခဲ့ပြီးတော့အခြေကြီးကျင်းစင်းမိခဲ့ပါတယ်။ ဒေါ်လေးဖွေကအရေးချက်ကိုမပြောပါဘူး။ဘာလို့လဲဆိုတော့သူတို့ရဲ့မိသားစုရှုမှချိန်ဆတဲ့ဇာတ်တွေထည့်ခွင့်မရှိသလိုတိဝိကိုစစ်စစ်ကြည့်တော့အဲ့ဒီအပိုင်းကိုတီးဖြတ်လို့မရနိုင်ဘူးလို့အတည်ပြုခဲ့ပြီးတော့ဒါကြောင့်မဲသူတို့တွေဟာတုံ့ပြန်မှုအချင်းကိုပြန်လည်ရည်ကူးဖို့အတွက်ဆုံးဖြတ်ခဲ့ပါတယ်။ဘီကတော့စိတ်တည်ပူနေခဲ့ပြီးတော့မီရှဲသာအရန်ဆူတန်းလို့ရှိရင်သူ့ကိုဖိတ်ခေါ်ခဲ့တဲ့အတွက်အပြစ်တင်ခံရမှာကိုလည်းစိုးရိမ်နေတာဖြစ်ပါတယ်။မီရှဲကသူ့ကိုပြောဆိုခံရပြီးတော့ချက်ချင်းပဲတောင်းပန်ပါတယ်။ အေးအနေချင်းတို့ကစက္ကသပြီးတော့ဒေါ်လာ၄000နေရခဲ့ကြပြီဒီကြားထဲမှာမေရှားဟာပုံပြပေါ်ကမီလုံးလှူရှာမှုပုံစံတွေကိုလေ့လာခွင့်ရခဲ့ပါတယ်။နောက်ထပ်နားထဲအချင်းတစ်ခုရောက်တဲ့အခါမှာတော့ပြည်မဲဝင်တွေကိုအင်တာစီကိုပို့ပေးခဲ့ပြီးစစ်ပြနေတဲ့မေရှားကတော့သူတမီးရဲ့မွေးနေ့ဖြစ်တဲ့အကြောင်းပြောပြပြီးတော့ဖုန်းကောက်ဝင်ရအောင်စီယုံခဲ့ပါတယ်။ကံမကောင်းစွာနဲ့ပဲဘသူကမှဖုန်းမကန်တဲ့အခါမှာထက်ပြီးတော့ချိန်ဆခဲ့ပါတယ်။နောက်ကျင်းပြီးသွားတဲ့ခါမှာတော့ကစားသမားတွေကသူတို့ရဲ့ကြံနေသေးတဲ့အလဲခွင်တွေကိုကစားဖို့ပြန်ဝင်လာပြီးမိရှေကနောက်ဆုံးနေရာမှာရှိနေတာကြောင့်သူကအရင်ဆုံးကစားခဲ့ပါတယ်။ ဒီဒီချိန်မှာတော့သူဟာခလုတ်ကိုအချိန်ခံနေနိုင်ခဲ့တဲ့အတွက်ဒေါ်လာ1000တောင်နဲ့အပိုလဲခွင့်ရခဲ့ပြီးထုတ်လို့ရွယ်ကစိတ်လို့ရှာနေပါပြီ။ဒီကတော့သူ့ရဲ့ဆုံးဖြတ်ချက်ကိုဂုဏ်ယူနေပါတယ်။မီဒီယာသူ့ရဲ့အလက်ကိုမကျော်ဘဲနဲ့ဆက်ကစားခဲ့ပြီးအမြင့်တဲ့အပိုလဲခွင့်ပေးတဲ့နေရာတွေမှာသာကြက်ရောက်နေခဲ့တာပါ။ဒီတာကသူရဌာနတွေအားလုံးဆုံးရှုံးသွားနေတာကြောင့်နားဖို့အကြံပေးပေမဲ့စွတ်တိတ်ကစားဖို့စိတ်လို့ရှာနေခဲ့ပြီးသူဟာအချိန်ချင်းဆက်ကစားသွားခဲ့ပြီးတော့ဒေါ်လာ2800အထိရောက်သွားခဲ့ပြီးဒါဟာရှိုးရဲ့စံချိန်အသစ်တစ်ခုဖြစ်လာခဲ့ပါတယ်။ ပရိသတ်တွေကသူရဲကောင်းတဲ့ကိုအားပေးခဲ့ကြပေမဲ့ထုတ်လို့ရေးဖွဲကတော့စစ်လို့ရှာရကနေတန်တရားဝင်လာခဲ့ပါတယ်။ဘီကတော့အရန်ကိုစိတ်ပူလာတာကြောင့်ဂျွန်ညာနားတဲ့အချင်းကိုခေါ်ယူပြီးပီတာကိုသူ့ရဲ့ရုံကန်းကိုခေါ်ခဲ့ပါတယ်။မြေမဲဝင်တွေကတော့မိခဲ့ဆရာမနှစ်ယောက်ကပြုစုပေးဖို့ရောက်လာခဲ့တယ်လို့မီရှင်ကတော့သူနဲ့အီဒီတို့အတူတူလက်စုံတွေချင်းနေဖို့တည်းဖိတ်ခေါ်ခဲ့ပေမဲ့ညှင်းပယ်ခဲ့ပါတယ်။ဂျွန်ငယ်လေးမှာထိုလေးဖွဲကပီတာကိုမရှင်းမှာတခုခုမောင်းရင်းနေကြောင်ပြောခဲ့ပြီးကစားသမားတယောက်ကယုံကြည်မှုလုံငယ်လို့ကံကောင်းခြင်းနဲ့ ဘလို့ပြောက်ကွယ်သွားတဲ့တဲ့ကြောင်းစီးရင်းစရာတွေနဲ့ပြောပြီးတော့မီရှဲကို၆လံခိုင်းပါတယ်။နားကျင်ပြီလို့ပြန်စားတဲ့ခါမှာတော့ပီတာကသူဟာကံကောင်းခြင်းများစွာမှောင်ရင်သွားတာကိုမြင်မှုတဲ့ကြောင်းပြောပြပြီးတော့မီရှဲကိုတက်ဝိုက်တဲ့အားနဲ့မိုင်မဲသူလို့ခေါ်ဆိုတဲ့ဟာသားတွေပါလှုပ်ခဲ့ပါတယ်။ဒါပေမဲ့လည်းမီရှဲကတော့ဘလောက်ပဲသတိပေးခင်ရခင်ရဆက်လက်မှုနဲ့ဆုံးပြတ်ခဲ့ပါတယ်။ဒီကပို့ပြီးတော့စိတ်ပူလာတာကြောင့်ချက်ကိုမီရှဲရဲ့ချက်လက်တွေကိုစုံစမ်းဖို့ခေါ်ပြီးသူတို့တွေလိမ်လည်ခင်ရပြီလားလို့ကြောက်ရွံ့နေပါတယ်။ ရှိုးဆက်နေတော့မှပဲချက်ဟာမေရှဲရဲ့ရှော့လောက်ကိုရှာပေးခဲ့ရဗလာဖြစ်နေပြီးတော့ရှိုးရဲ့ဖုန်းနံပါတ်တခုပဲပါဝင်နေတာတွေ့ရပါတယ်။သူချက်ချင်းပဲခေါ်ကြည့်လိုက်တော့အဲ့ဒါဟာရှိုးရဲ့နံပါတ်ဖြစ်နေတာကိုသိလိုက်ရပြီးအဲတော့မှတော့ချက်ဟာလူတွေစစ်စစ်မှုတက်ခွေကိုကြည့်ပြီးတော့ရေကမှုထရက်ကာကိုတရိယာခဲ့ပါတယ်။ချက်ကကားပါကင်မှာထရက်ကာကိုရှာပြီးတော့ပြင်းမောက်ကကြည့်လိုက်တော့ပတ်ပုံနေကတွေလိုင်းစင်နံပါတ်ပြားနေတဲ့ဗီဒီယိုတက်ခွေတွေစူးစီးထားတာကိုတွေ့ရပြီးအရင်တော့ဝင်းမွန်နီလဲရှာမြပြီမဲ့လူကြီးဝန်ထမ်းတယောက်ကတန်တရင်းကိုငှားပေးခဲ့ပါတယ်။ စတူဒီမှာမီရှင်ဟာဒေါ်လာ၄000ကျော်ရရှိနေပြီဖြစ်ပြီးထုတ်လုပ်ရေးဖွဲ့ကစိုးရင်ပူပန်လာတဲ့လိန်လဲမှုထောက်ထားမှရှိပေခင်းကိုရက်တန်းလို့မရတဲ့အကြောင်းလဲသဘောပေါက်နေပါတယ်။မီရှင်ကဒေါ်လာ9000ကျော်ပြီးတဲ့နောက်မှာတော့ပီတာဟာနောက်ထပ်နှားချင်တစ်ခုခေါ်ခဲ့ပါတယ်။ချက်ကတော့မီရှင်ရဲ့ထရက်ကရက်ထားတဲ့နေရာကနေယူလာတဲ့စားသက်စားတမ်းတွေနဲ့ရုံးငန်းကိုပြန်ရောက်လာခဲ့ပြီးလန်လီရိုဘတ်ဆိုတဲ့နာမည်ပါတဲ့စီးပွားရေးကတ်တစ်ခုတွေ့တဲ့အခါမှာတော့တရားရုံးစီးရေးဖြစ်ဟန်ဆောင်ကဖုန်းခေါ်ခဲ့ပါတယ်။သူကမီရှင်ကိုချမှတ်ထားတဲ့တမ်းမြင့်အမိန်ကြောင့်မေးတဲ့အခါမှာတော့ ။မီရီဟာပရီမီစီမံကိန်းလေပတ်မှုကိုလုတ်ခဲ့မှုတဲ့အကြောင်းပြောပြပါရတယ်။ချက်ကအသေးစိတ်ထပ်မံမေးမြန်းမှုစူးစမ်းတော့ သူဟာတကယ်တရားရုံးဝင်တယ်မဟုတ်ဘူးဆိုတာသိသွားပြီးဖုန်းချပြခဲ့ပါတယ်။အဲနောက်မှာတော့ဂျာတိတ်ခွေတွေကိုစစ်ဆေးခဲ့ပါတယ်။ပထမတော့ဒါရီကချက်ရဲ့မိသားစုအိမ်တွင်ရုပ်ရှင်တွေလိုထင်ရပေမဲ့မကြခင်မှာအဲ့ဒီကလစ်တွေကိုရှိုးရဲဇလန်းဟောင်းအပိုင်းအနေနဲ့ပြန်ပြီးတော့အစားတို့မှတ်တမ်းတင်ထားတာကိုတွေ့ရပြီးဘယ်ပိုင်းတွေကိုအဓိကမှတ်တမ်းတင်ထားလဲဆိုတာသတိပြုမိပြီးတဲ့နောက်မှာတော့စတူဒီယိုကိုပြန်သွားပြီးတော့မီရှဲဘယ်လိုဆက်ပြီးတော့နိုင်နေလဲဆိုတာစောင့်ကြည့်ခဲ့ပါတယ်။ မီရှဲမျိုးလုံးတွေကလှူရှားပုံကိုအနီးကပ်လိုက်ကြည့်ရင်လည်းချက်ကမီရှဲဟာမီးလုံးလှူရှားမှုပုံစံတွေကိုမှတ်မိနေကြောင်းသိလိုက်ရပါတယ်။ဒါကြောင့်မဲသူဟာခလုတ်ကိုဗေချင်နေရမယ်ဆိုတော့အမေးသိနေတာဖြစ်ပြီးချက်ဟာထုတ်လို့ရဖွဲ့ဝင်စီကိုရောက်သွားပြီးတော့နောက်ဆုံးလှည့်ခွေတုံးရင်ကိုပြင်ရင်ကြည့်ဖို့တောင်းဆိုပါတယ်။သူကမီရှဲရဲ့မျိုးလုံးတွေနဲ့လှူရှားပုံနဲ့သူဆိုပြီးတော့မှအောင်မဲခံပုံတွေကိုထောက်ပြခဲ့ပြီးထိတ်လန့်သွားတဲ့ဘီဟာမီးလုံးကကြာပဲမဟုတ်ဘူးပုံစံ၅မျိုးပဲရှိတယ်ဆိုတော့ကိုဖွင့်ဟခဲ့ပါတယ်။ရုပ်ကိုလုံးလုံးကြည့်တဲ့သူဆိုလို့ရှိရင်တော့ဒီပုံစံတွေကိုမှတ်မိဖို့မကပ်ဘူးလို့ဝန်ခံခဲ့ပြီး ဘေးကမီးရဟာတကယ်ပဲလင်းလင်းသူဆိုတာမှန်ကန်တယ်လို့ဝန်ခံပါတယ်။နောက်ထပ်နားတဲ့အချိန်မှာတော့တခြားပြည်မဲဝင်တွေကိုတီရှပ်တွေကိုတောင်းပန်တဲ့အနေနဲ့ဝေပေးခဲ့ပြီးမီးရှဲရဲ့အရန်ကိုရှည်ကြတဲ့အနိုင်ရမှုကြောင့်သူတို့ကစားဝင်ရတော့မှမဟုတ်ပါဘူး။ဆေဗီလာတို့တွေအလုံးရှုံနေချိန်မှာမီးရှဲကအခုကြောင့်ကိုယ်ပဲလှည့်ပတ်ကြည့်ခဲ့ပြီးတော့မေဂင်ဆမ်မာရီဟာပီတာကနှုတ်ဆက်ရင်မငင်းဆန်ဘူးဆိုတာတွေလည်းတွေ့ရှိခဲ့ပါတယ်။ဖုန်းကဘယ်သူမှမဆောင်တဲ့အတွက်မီရှဲဟာသူ့ရဲ့မိသားစုကိုဖုန်းခေါ်ခဲ့ပြီးသူ့ဇနီးကကန်လိုက်ပါတယ်။သူဟာပြက်ကွက်နေတဲ့ဖခင်ဖြစ်တဲ့အတွက်ဇနီးတွေကသူ့ကိုကြားရလို့မပြောပေမဲ့ တမိခုတော်မွေးနေ့ဆုတောင်းပေးဖို့ခွင့်ပြုပါတယ်။ခေါင်းလောင်ထိုးပြီးတော့နားချိန်ကုန်သွားတဲ့အကြောင်းအသိပေးတဲ့အခါမှာဖုန်းချဖို့အတင်းကျပ်ဖြစ်ခဲ့ရပြီးမိချဲကြည့်လိုက်တော့မက်စကိုကသူ့ကိုစောင့်ကြည့်နေတာတွေ့လိုက်ရပါတယ်။တချိန်တည်းမှာပဲထိုးလို့ရဖွဲကဘာလို့ရမလဲဆိုတော့အငင်းပွားနေကြပြီးတော့ပုံစံတွေမှတ်ထားတာကိုလိမ်လည်မှုဖြင့်တတ်မှတ်လို့မရတဲ့အတွက်မိချဲကိုလည်းတားဆီးဖို့တခြားနေလန်တစ်ခုလိုနေပါတယ်။ဗီတာရဲ့ဖုန်းခေါ်ဆိုမှုကြောင့်သူရဲ့ဆွေးနွေးမှုရပ်တန့်ခဲ့ပြီးအင်္ဂါကစားသမားလှည့်ဝင်စီးမင်းကိုတရိယာသွားပြီးတော့မီရှဲကိုအောင်မြင်မှုမရအောင်လုပ်ဖို့အတွက်အကြံရခဲ့ပါတယ်။ အဲတော့မတော်ပြီးတာဟာအထူးပိုင်းတစ်ခုကိုမှတ်တမ်းတင်ပါတယ်ရှူသမိုင်းမှာပရမသုံးအချိန်မြင့်ဒီဇယ်လန်တွေဟာတက်မှတ်ထားတဲ့အချိန်တဲ့ပိုးကြနေတာကြောင့်ညအထိကြာမြင့်နေတဲ့အကြောင်းလူတို့ကိုရှင်းပြပါတယ်မီရှယ်ကတော့ဒေါ်လာ9000နီးပါးရရှိထားပြီးလက်ဝင်တွေလည်းကျန်နေပါသေးတယ်သူဆက်ကစားပြီးတော့ငွေနှဲငယ်ထည့်ရပြီးတဲ့နောက်မှာတော့ home player ဆိုရင်အချိန်ရောက်ပြီလို့ကြေညာပါတယ်ပြောချင်တာကတော့ဂျာမန်ရွေးချယ်ထားတဲ့ပြည်သက်တယောက်အနေနဲ့ တွဲပယ်လိုက်ရပြီးနောက်ထပ်မီလုံရွေးချယ်တဲ့ဆုလက်ပမာဏကိုအဲ့ဒီပုဂ္ဂိုလ်ကပါအတူတူရရှိမှာဖြစ်ပါတယ်။ကန်လို့ရှိရင်နာမည်ကမီရှဲရဲ့ဇဝဲဘော်ကကပြားပေါ်မှာရှိနေပြီးဖွင့်ပတ်လိုက်တဲ့အခါမှာတော့လိုင်လီရဲ့နာမည်ဖြစ်နေတာကြောင့်ထိလန့်သွားခဲ့ရပါတယ်။အခုလိုမျိုးဆိုရင်ပူပန်နေပြီမဲ့လေအာယုံဆိုင်ပြီးတော့ခလုတ်ကိုအချိန်ကြိုင်နှိမ့်နိုင်ခဲ့ပါသေးတယ်။ဒီကမှာတော့ဟာဝိုင်အီကငေါဝေဆိုင်ဇင်ခံအပန်းပြေခရီးကိုရရှိခဲ့ပြီးပီတာကလိုင်လီလည်းအတူတူရှိရမယ်လို့ကြေညာလိုက်ပါတယ်။အဲ့ဒီခိုက်တက်မှာပဲ မိမောင်းထိုးတဲ့မိကောင်မိရှဲမျက်နှာပေါ်ကိုတက်တက်ထိုးလိုက်တဲ့အခါမှာဆက်ငယ်နေငယ်ကြတော့မျက်စိဆူးသွားခဲ့ပြီးသူကညှို့ညို့ပြီးတော့ဂျင်းနီကလည်းသူ့ဘက်ကပေါဝင်ပြောဆိုခဲ့တဲ့အတွက်နောက်ထပ်နားချင်တစ်ခုကြီးညာခဲ့ပါတယ်။အဲဒီကြားထဲမှာနဝက်စီယူဟာစတူဒီယိုကိုရောက်လာခဲ့ပြီးတော့ထိုးလို့ရဖွဲနဲ့ရင်ဆိုင်ပြီးဂိမ်းကွန်ပုံစံ၅မျိုးနဲ့သာစီစဉ်ထားတာကိုဒေါသထွက်ပြီးတော့ဘသူကဝင်ဝင်ပြူတာလဲလို့မေးပါတယ်။ဘေကချက်ကလုပ်ခဲ့တာလို့လိန်ညာခဲ့ပြီးတော့ ရှူဟာမီရှဲကိုအထူးကိစ္စမှုပေးနေတယ်လို့ထင်တဲ့အတွက်ငင်းခုံလုံးနေပါတယ်။ဖုန်းကိုဆုံးမှုကြောင့်ကိုဖော်ထုတ်လိုက်တဲ့အခါမှာတော့သူမကိုဆွဲခေါ်သွားခဲ့ပါတယ်။မီရှဲကပီတာတို့အဖေကသူ့ကိုနောက်ရှင်နေရကိုပြောပြပြီးကက်ဘော်ကနာမည်ကိုသူသိတယ်လို့ပြောတဲ့အခါမှာအီဒီကဒါဟာတိုက်ဆိုင်မှုလို့ထင်ခဲ့ပေမဲ့မီရှဲကတော့တန်ရရီဖြစ်ခဲ့ပါတယ်။သူကတခုခုမောင်းရင်းနေလားလို့အီဒီကိုစတင်တွေးလာခဲ့ပါတယ်။ ။ရဲကိုစိတ်လို့ရှာလာတဲ့မရှိဟာစိတ်ရှင်းသွားအောင်လမ်းလျှောက်ဖို့ထွက်လာခဲ့ပြီးဖုန်းကပြောင်းနေတာလည်းတွေ့လည်းရပါတယ်။ချက်ကသူကိုတောင်ကျုံကနေပေးဆိုပြီးတော့ဘသူ့ကိုခေါ်နေရလဲလို့မေးတော့စီတင်းမှာထိလန့်သွားပြီးစတူတွေကနေပြေးထွက်သွားခဲ့ပါတယ်။သူရဲ့ထရက်ကားလေးကိုဝင်မုန်းနေခဲ့ပြီးတောခက်ထားတာပြည်စင်းညာကိုလည်းတွေ့ရပါတယ်။လုံရင်းဝန်ထမ်းကိုပြောဖို့စူးစမ်းခဲ့ပေမဲ့သူကေးမဆိုင်ခဲ့ပါဘူး။ရဲတယောက်ကိုပြောဖို့စူးစမ်းခဲ့ပေမဲ့ရှူရူကအကူအညီခေါ်လို့သူဟာအခုမှရောက်လာတာလို့ပြောပါတယ်။ပပက်လင်မှာရဲတွေအများကြီးတွေ့တဲ့အခါမှာသူတို့အားလုံးကသူ့အတွက်ရောက်လာတယ်လို့ထင်ပါတယ်။ ခိုးချောင်ကိုပဲလှည့်ပတ်ပြီးတော့ရဲတွေကသာပိုးတွေ့နေရတော့အထက်ကိုပြောင်းဝင်မှုကလွဲပြီးတော့ရွေးစရာမရှိသလိုအကမ်းမောင်းကိုဝင်ပြီးတော့တခြား show တစ်ခုထဲမှာမတော်တဆရောက်ခဲ့ပါတယ်။အဲဒီ show ရဲ့အစီအစဉ်တင်ဆက်သူကသူ့ကိုအဲ့တဲ့ဖြစ်ထိမှန်ပြီးတော့ထိုင်မို့ဖိတ်ခေါ်ပါတယ်။မိရှိကသူ့ရဲ့မိသားစုနဲ့မနေ့စားစားခြင်းဝင်တာဖြစ်တဲ့အကြောင်းပြောပြခဲ့ပြီးဒါပေမဲ့အဲ့လိုလုပ်ဖို့အတွက်တခုတည်းသောနေ့လန်းကတော့သူတို့ကြည့်နေတဲ့ TV မျက်နှာပြင်ပေါ်မှာသူရှိနေဖို့ပဲဖြစ်ပါတယ်။ဒီလိုခဲ့တဲ့များအရာအလုံးဟာသူ့ရဲ့သမီးလေးအတွက်ဖြစ်တဲ့အကြောင်းလေးပြောပါတယ်။ ဆဗီယာကျောက်လာခဲ့ပြီးတဲ့နောက်မှာတော့မန်ကန်နဲ့စတူဒီယိုကိုဆွဲခေါ်သွားတဲ့အခါအင်တာဗျူးကရက်တန့်သွားခဲ့ပြီးအဲ့ဒီတော့ဒီမှာချက်ကအဖွဲ့စီကိုသွားပြီးတော့ဘေးကအရေရာအတွက်သူ့ကိုအပြစ်ပုံချလိုက်တာကိုသိလိုက်ရတော့စိတ်တက်ကြခဲ့ပါတယ်။အငင်းပေါင်းမှုတစ်ခုစတင်တော့မလို့ဖြစ်ခဲ့ပေမဲ့အော်ပရေတာတယောက်က ပရိသတ်တွေဟာမီရှဲကိုနိုင်ငံရဲ့သူရဲကောင်းတယောက်ဖြစ်အရန်ကိုနှစ်သက်နေကြောင်းထောက်ပြခဲ့ပြီးတကယ်လို့သူတို့ရဲ့အခွင့်ကောင်းယူနိုင်မယ်ဆိုရင်ဒါဟာလူလူဆက်ဆံရေးမြင့်တင်မှုဖြစ်အသုံးဝင်နိုင်ပြီးစီယူကအဲ့ဒီကြံကိုသဘောကျကသူတို့ရဟဒီဘိုင်းကိုအမေရိကန်မှာကံကောင်းဆုံးလူသားဖြစ်ကြီးညာပြီးတော့ထုတ်လင်းဖို့သဘောတူညီပါတယ်ရှိုးဆက်လက်ဖြစ်ခဲ့ပြီးတဲ့နောက်မှာတော့သူဟာဆက်လက်အနိုင်ရခဲ့တယ်လို့ချက်ကတော့သူ့ရဲ့ဇွဲကိုပြန်သွားပြီးတော့ဖုန်းခေါ်ဆုံးမှုကိုပြန်ခေါ်ကြည့်တော့မိချဲရဲ့ဇနီးနဲ့စကားပြောခွင့်ရခဲ့ပါတယ် မရခင်မှာသူ့ရဲ့ငွေပမာဏကဒေါ်လာ3သိန်းကိုကျော်လွန်သွားခဲ့ပြီးဒဟာ2025ခုနှစ်တန်ဖိုးရဆိုတော့ဒေါ်လာ3သိန်းပဲဖြစ်ပါတယ်။ထိုလီယူဖိကအောင်မဲခံနေကြတဲ့အချိန်မှာပီတာကမီရှဲအတွက်အထူးဖုန်းကိုစမှုရရှိတဲ့အကြောင်းကြေညာလိုက်တဲ့အခါမှာအလုံးကရေခဲရုပ်တွေလိုညင်းသက်သွားခဲ့ပါတယ်။ချက်ကတော့မီရှဲရဲ့ဇနီးကိုအတန်လှုပ်မော်ကိုတင်လိုက်တဲ့အခါမှာသူမအမီရှဲကိုသူ့ရဲ့လေးစားမှုတွေကြောင့်ညင်းဝင်နေပြီဖြစ်တဲ့အကြောင်းအပြစ်တင်ပြောဆိုပါတယ်။ကွာချင်းစာချုပ်ကိုလက်မှတ်ထိုးခိုင်းပြီးတော့ဖုန်းချခဲ့သလိုစတူဒီယိုတစ်ခုလုံးတိတ်ဆိတ်သွားပြီးပြီးတော့တော့ဘာပြောရမှန်းမသိတော့ပါဘူး။ မိခြေကစိတ်ထိခိုက်ပြီးတော့ထိုင်ကုန်းကနေထွက်သွားတဲ့အတွက်အနားယူခြင်းယူခဲ့ရပါတယ်။ထိုလိုရွယ်ကဒီလိုလုပ်ခဲ့တာဘာတူလဲဆိုတာရှာဖွေဖို့စ조사ပြီးမြေအတန်ပညာရှင်ကဘေးလက်မှတ်ထိုးထားတဲ့မှတ်စုတစ်ခုရခဲ့တယ်လို့ပြောပါတယ်။ဒီပြတဲ့သူကအဲ့ဒီဘဏ်ကိုဖျက်ထုတ်နိုင်ခဲ့ပြီးတော့ဆက်ကစားတင်တဲ့ကြောင်းထောက်ပြခဲ့တယ်လို့ဒါပေမဲ့မိခြေကပြတ်မလာတော့ဘူးလို့ငင်းဆန်နေကြောင်းအသိပေးခဲ့ပါတယ်။ဖေကတော့မိခြေစီကိုသွားပြီးတော့သူတို့ကတည်နေတဲ့ကြောင်း ဒါပေမဲ့မတားစီနေကြောင်းအကြောင်းကြားပါရယ်မီရှိကပတ်စံလိုချင်ဂိမ်းကိုအဆုံးသတ်ရမယ်လို့ပြောပါရယ်ပြီးတော့သူကိုကျယ်ဝင်းနဲ့နိုင်ငံသူရဲ့ခေါင်းလုံးခေါ်လိုက်တဲ့အခါမှာသူ့ရဲ့ဇနီးကိုအရင်ဖုန်းကောင်းဝင်ပေးလို့ရှိရင်ပြန်လာမယ်လို့သဘောတူပါရယ်သူဖုန်းကင်လိုက်ပြီးမဲ့သူမနဲ့စကားပြောဖို့တတိမရှိမှန်းသိရပြီးဖုန်းခေါ်ဝင်နဲ့ရှိုးကိုပြန်သွားခဲ့ပါရယ်နောက်ဆုံးချိန်မှာတော့သူ့ရဲ့အလေကိုအီဒီကိုလှည့်ပေးလိုက်ပါရယ်ဘေးတရီကသူ့ရဲ့စေတနာကိုချီးကျူးဂုဏ်ပြုကြပြီးမဲ့ထုတ်လို့ယူဖဲကတော့ထိတ်လန့်တုန်လုံးသွားခဲ့ပါရယ်ဒေါသထွက်နေပြီးကတော့အမတ်ရပကံများကိုရဲခွဲပြစ်ခဲ့ပါရယ် ူတွေဟာအဒီပိုင်းကိုတကြိမ်သာထုတ်လင့်ပြီးဒီဇယ်လန်းကိုလည်းထောက်ရမြို့နယ်ထားဖို့သဘောတူခဲ့ပြီးအီဒီနဲ့ဂျင်းနီတို့ကစားပြီးတဲ့နောက်မှာမီရှဲစီကိုအလှည့်ပြင်ရောက်ခဲ့တော့သူမှာလက်ပတ်ခွင်တပတ်သာကျန်တော့ပြီးသူဟာမျက်လုံးကုန်မိကခလုတ်ကိုရက်တန်းမှုရွေးချယ်ခဲ့ပါတယ်။နောက်ပတ်ကြမှာတော့မီရှဲရဲ့မိသားစုကရှိုးကိုကြည့်နေခဲ့ပြီးလန်လီကဒေါသတွေထက်ကတီဗီကိုပိတ်ပြီးတော့တမီးကိုကြောင်းမိုးဖို့ခေါ်သွားခဲ့ပါတယ်။မီရှဲဇနီးကတီဗီကိုပြန်ခွင်လိုက်တော့မီရှဲဟာမျက်နှာပြမောကအရာအလုံးကိုအနိုင်ရခဲ့ကြောင်းတွေ့ရပြီးဗီဒါကအရင်ပတ်စံနေတဲ့ဘာလို့မှလဲလို့မေးတော့သူမသိသေးဘူးလေ။ အဲ့ဒီဇလန်ကအမှန်တကယ်ဖြစ်ရမှန်ကိုအခြေခံထားတာပဲဖြစ်ပါတယ်။မီရှယ်ဇလန်တွေပြီးတဲ့နောက်မှာတော့နက်ဝက်ကပုံပြမှာပုံစံ28မျိုးထက်တဲ့ခဲ့ပြီးတော့ပြည်မဲဝင်တွေရဲ့အများဆုံးစုချင်းငွေကိုလည်းဒေါ်လာ9000ကျပ်အထိကန့်သက်ခဲ့ပါတော့တယ်။